အားလုံးမမင်္ဂလာပါကျမတော့ဧကဒသမတန်တမိုင်းအခန်းသုံးဂုံမောင်ခေမြမရှိယုစင်နာလူဖွဲ့စည်းရဲ့ဒုတိယပိုင်းဖြစ်တဲ့၃ဒသမ၃အစုငန်းသား၃ဒသမ၄တာမန်ပြည်သူ၃ဒသမ၅တန်ဃာတော်များဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ် ုံးတမတုံးအစုံမြန်သားအစုံမြန်သားရဲ့ရည်ချက်ကကုံမောင်ခေအမှုတန်းအစုဖြစ်တဲ့ဒိုင်းစုနဲ့ဘရင်ပိုင်လေတွေကိုထုံရက်ဆက်ယူကြတဲ့လက်မိုင်းစုအချောင်းကိုသိရှိနားလည်စီဖို့ကုံမောင်ခေမွမှုတန်းအစုငန်းတွေရဲ့လူမှုဆက်ဆံရေးအကြောင်းကိုသိရှိနားလည်စီဖို့ဆိုတဲ့ရည်ချက်နဲ့ဇွန်နေ့ဒီမြန်မာဖြစ်ပါတယ်အစုငန်းသားအကုံမောင်ခေအခြားမြို့မှန်တန်းတွေကအစုငန်းသားတွေဖြစ်ပါတယ်အဲ့ဒီအစုငန်းသားတွေက ရိုးရအလိုက်တားဆင်မြည်ဆက်ဘရင်ထံအမှုထမ်းဆောင်ကြရတဲ့သူတွေဖြစ်တယ်။အဲ့ဒီသူတွေကနေဖို့အတွက်မြေ၊လုပ်ပိုင်စားသောက်ဖို့အတွက်မြေနဲ့လစာရိတ်ခါတဲ့ရရှိတယ်။အဲ့ဒီစုငန်းသားတွေကိုမြို့စုလိုက်တော်လည်းကောင်းလုပ်ငန်းတာဝန်တူရာအလိုက်တော်လည်းကောင်းစုစည်းထားရှိကြတယ်။ကတဲ့စု၊တယုတ်စု၊မွန်စု၊ယူရီယာစု၊ယွန်းစု၊ရခိုင်စု၊ရှမ်းစု၊လင်းစင်းစုတွေအားဆိုရင်လူမျိုးစု အစုအငန်းထဲမှာပါဝင်တယ်။ အစုငန်းတစ်ခုနဲ့တကူမရောရှက်ဖို့အတွက်လည်းတာမြင်ထားတယ်။အဲ့ဒီအစုငန်းသားတွေကိုမြန်မာနိုင်ငံလေပိုင်းဆယ်ရီတောက်စိုက်ပျိုးရေးစနစ်ထုံးကားတဲ့လမိုင်းကြီးဒါမှမဟုတ်အရာတော်မြေရှိတဲ့ဒေတာအနှံပြားမှာတွေ့ရတတ်ပါတယ်။ကုန်းဝဖေးပင်းကြီးကအစုငန်းသားအင်အားဖြည့်ဖို့တက်ဆောင်ရခဲ့။ဘရင်ရဲ့လက်ယုံရည်နှလုံးရည်ပြည့်စုံခြင်းနဲ့နိုင်ငံအင်အားကောင်းခြင်းစစ်နိုင်ခြင်းနဲ့အပေါ်မှာအခြေတည်ပြီးတော့အစုငန်းသားအင်အားဖြည့်ဆွမ်းနိုင်ခဲ့တယ်။အစုငန်းသားတွေကိုအလောင်းမီဒီယာလက်ထက်မှာတစ်ချိန် ညီတူးမင်းလက်ထက်မှာတစ်ချိန်နဲ့ဗဒုံမင်းလက်ထက်မှာတစ်ချိန်သုံးချိန်တိုင်းတိုင်းအင်အားဖြစ်ပြီးခဲ့တယ်။လောင်မင်းတရားလက်ထက်မှာအောက်မြန်မာနိုင်ငံကမွန်တိုင်းဒေသတွေကို၎င်းညီတူးမင်းလက်ထက်မှာယူရီးယားတွေကို၎င်းကျော်စီတိုင်းနဲ့ကျောက်ဆယ်နယ်မှာလုံမြေနေမြေစားမြေပေးပြီးတော့နေရာချထားပေးခဲ့ပါတယ်။အဲ့ဒီလိုချထားတဲ့သူတွေမှာအတက်ပညာတဲ့ဘောင်းဆောင်ပါဝင်ပြီးတော့တချို့ကဗရစ်အမှုထမ်းတွေဖြစ်လာကြတယ်။နောက်ဗဒုံမင်းလက်ထက်မှာဆိုရင်ဖြည့်ချခဲ့တဲ့အစုငန်းသားတွေကရက်ခိုင်နဲ့ကတဲ့တွေဖြစ်ပါတယ်။ ကတဲ့စုသားတွေကိုဘရင်သားတော်သမီးတော်တွေထံမှာအမှုထမ်းတွေအဖြစ်လက်ကဗရန်များခဲတူးဖော်တဲ့လုပ်ငန်းနဲ့ဘရင်အမြင့်တက်လေတက်လက်နက်ကင်စုတွေမှာအမှုထမ်းတွေအဖြစ်လက်ကတွေ့ရတတ်ပါတယ်အဲ့လိုလူမျိုးစုအလိုက်အစုအငန်းတွေရှိတဲ့လူမျိုးပဲလုပ်ငန်းတူရာအလိုက်အစုအငန်းတွေလည်းရှိတယ်အဲ့စစ်မှုထမ်းအစုကိုဒိုင်းစုလို့ခေါ်ပြီးတော့ဘယ်သူတွေနဲ့သက်ဆိုင်လဲဆိုတော့စင်စုမြင်းစုလေစုအမြောက်နဲ့စစ်လက်နက်ကင်အဖွဲ့အစည်းတွေနဲ့သူကသက်ဆိုင်တယ် အဲသူတို့တွေကဆိုရင်နိုင်ငံကာကွယ်ရေးအတွက်ဗဒနာကြတယ်အစုအငြင်းကြီးတရက်လည်းဖြစ်တယ်အဲဒိုင်းစုအမှုထမ်းတွေကဆိုရင်စစ်မှတ်ကြီးနဲ့အခါကာလမှာဆိုရင်သူတို့ရဲ့လုံမြေနေမြေရှိရာဒေသတွေမှာလေယာဉ်လောက်ကန်စားတတ်ပြီးတော့နေထိုင်ကြတယ်အဲတော့သူတို့ကိုမင်းတို့မင်းလက်ထက်ကနေစပြီးတော့လာစာကြီးငွေပေးတဲ့စနစ်ကိုကျင့်သုံးခဲ့တယ် အဲ့လားစင်ကြီးကဒလကိုတက်ဆယ်ကျက်စီချင်းမြင့်ခဲ့တယ်။အဲ့ဒါအပြင်သူတို့ဆင့်ခေါ်ခဲ့တဲ့မြို့ရွာတွေကနေလည်းထောက်ပံ့ချေပေးစီခဲ့တယ်။အဲ့ဒီမြို့ရွာတွေကလည်းစစ်သားပေးဖို့နိုင်တဲ့အတွက်ကြောင့်အခွန်လွတ်ငင်းခွင့်ရရှိခဲ့တယ်။နောက်လက်မိုင်းစုလက်မိုင်းစုဆိုတာကဘရင်ပိုင်လေးတွေကို ထုံရက်ဆိုင်ပြူကြတဲ့လက်သမားတွေ။အဲ့ဒီလက်သမားတွေကိုဘရင်ကခန့်ထားတဲ့လက်မိုင်းဝန်ကအုပ်ချုပ်တယ်။ဘရင်ပိုင်လေတွေမှာလောက်ကင်သူတွေကစပားတရားထွက်ရင်ဘရင်ရဲ့ကြည်ကိုစပား73တင်းနဲ့တစိမ့် ပေးဆက်ရတယ်။လမိုင်းလေအလုပ်သားတွေဟာသူတို့ရဲ့အစုလုပ်ငန်းအတိုင်းတက်ပြီးတခြားရွာတည်ပြီးတော့နေကြတယ်။အဲ့တော့ဒါအရင်လမိုင်းအစုတွေအပြင်ဝင်းကိုရံလို့ခေါ်တဲ့နမ်းမြို့လုံခြုံရေးကိုတာဝန်ယူကြရတဲ့ဘရင်တပ်တော်ဆောင်အမှုထမ်းအစုတွေလည်းရှိပါတယ်။ ဝင်းကိုရအစုအမှုတန်းတွေကနမ်းမြို့လုံးကျုံကြီးတာဝန်ယူချရတဲ့ဘရင်တတော်ဆောင်တွေဖြစ်ပြီးတော့သူတို့ရဲ့တာဝန်ရတယ်ဒါအရေးပါတဲ့တာဝန်တရားထဲမှာပါတယ်ပေါ့အဲ့တော့ဘရင်နဲ့ပတ်သက်တဲ့အခမ်းအနားတွေမှာဝင်းတော်ခင်းပြီးတော့သူတို့ကလိုက်ပါကြရတယ်နိုင်ငံမှာစစ်မှတ်ဖြစ်သွားတဲ့အခါမှာဝင်းကိုရအမှုတန်းတွေရတယ်စစ်မှုထမ်းပြရတယ်အဲ့လိုဝင်းကိုရံအမှုထမ်းတွေကတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာလစာရိတ်ခါအပြင်6လတစ်ချိန်ရိတ်ခါစပါးကိုလည်းရရှိတယ် တော့အခအားလျော်စွာသူတို့ကိုစုလက်တီပေးသနာခံရပြီးတော့လုံမြေနေမြေတွေလည်းရရှိခံစားဝင်ရတယ်။မြို့တို့ရဲ့အစုငန်းတွေရဲ့လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အစုငန်းတစုနဲ့တစုမရောရှက်ဖို့အတွက်လည်းတာမြင်ထားပါတယ်။အဲ့ဒီမှာအစုနေနဲ့အစုမျိုးစုပြီးခွဲခြားထားတယ်။အဲ့တော့အစုမတူဘူးဆိုရင်အင်တာဘက်မပြူရဘူး။တကယ်လို့အင်တာဘက်ပြူခဲ့မယ်ဆိုရင်အစုနေနဲ့ဘက်ကိုပါရတယ်။အစု꽌သူတွေအင်တာဘက်ပြူမယ်ဆိုရင်သမီးထွန်းကားရင်မိခင်စုကိုပါရတယ်။တားယောက်ျားလေးမွေးဖွားမယ်ဆိုရင်ဖခင်စုကိုပါရတယ်။ လမိုင်းအစုဝင်တအုပ်နဲ့တူအခြားအစုဝင်တအုပ်နဲ့အိမ်အောင်ပြုမယ်ဆိုရင်အဲ့ဒီသူကသူတို့ရဲ့အစုဝင်စာရင်းကနေပြီးတော့ဖယ်ထုတ်ခံရတယ်။အဲ့လိုဖယ်ထုတ်ခံရပြီးတော့အဲ့ဒီသူကလမိုင်းစုစာရင်းကိုသွသွင်းခံရတယ်။အဲ့ဒီအချိန်မှာစိုက်ပျိုးရေးကိုအမိပြုတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့လေယာဉ်လုပ်ငန်းတိုးတက်စေဖို့အတွက်လမိုင်းစုကိုအားဖြည့်ပေးခြင်းလည်းဖြစ်ပါတယ်။အစုဝင်များသားတွေရောချက်ခြင်းမရှိစေရန်နဲ့အစဉ်အလာအုပ်ချုပ်မှုကို ခိုင်ငြဲစေဖို့အတွက်စစ်တမ်းကောက်ယူခြင်းကိုတာလုံမင်းလက်ထက်မှာစတင်ပြီးတော့ဆောင်ရွက်ခဲ့တယ်။တာလုံမင်းအုပ်ချုပ်ခဲ့တဲ့ကာလကတော့1629ကနေ1648ပေါ့နော်။အဲ့လိုတာလုံမင်းလက်ထက်မှာစတင်ပြီးတော့စစ်တမ်းတွေကောက်ယူခဲ့ပါတယ်။အတုံးပသမလေးတာမန်ပြည်သူ။အတာမန်ပြည်သူရဲ့အရေးချက်ကတော့ကုန်းပေါင်ခေလူအဖွဲ့အစည်းမှာရှိတဲ့ကျုံလူတန်းစားတွေဖြစ်တဲ့သာသနာရေးကျွန်းလူမှုရေးကျွန်းမွေးဝဲတော်ကျွန်းနဲ့ဇန္ဒာလ၅ဆုအကြောင်းကိုသိရှိနိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ အတမန်ပြည်သူကုန်းမောင်ခေလူဖွဲ့စီမှာအဓိကကြားတဲ့လူတန်းစားကအသေးအလားကပားလို့ခေါ်တဲ့တာမန်ပြည်သူတွေဖြစ်ပါတယ်။ကြေးရမှာထာဝရနေထိုင်လာတဲ့အစုအမှုတန်းမဟုတ်သူကိုအသေးအသေးနဲ့ကပားနေပြီးတော့မွေးဖွားတဲ့သူကိုအလားတခြားတနေတကြီးရနေပြီးတော့လာရောက်နေထိုင်တဲ့သူကိုကပ်ပါလို့ခေါ်ပြီးတော့အဲ့ဒီကပ်ပါကိုဝင်းနေလို့လည်းခေါ်ကြပါတယ်။အဲအသင်ဆိုတာနိုင်ငံရဲ့အခြေခံလူဆောင်အရေးကြီးဖြစ်ပြီးတော့မင်းမှုတန်းဘဝ ဂျုံဘဝစသဖြင့်မျိုးမျိုးပြောင်းလို့ရတဲ့လူဒန်းစားတစ်မျိုးဖြစ်တယ်။အဲ့တော့အသေးတွေကဘယင်ကခံထားတဲ့အသေးဝန်အသေးစရေးတွေရဲ့အုပ်ချုပ်မှုကိုနာခံကြရပါတယ်။အသေးမြည်လို့ခေါ်တဲ့ဘုံမြည်ကိုအဲ့ဒီအသေးတွေကလုပ်ပိုင်မရှိရဲ့။အဲ့တဲ့လူတန်းစားမှာမြေပိုင်ရှင်၊လေယာဥယျာဉ်ပိုင်ရှင်၊လေပိုင်ရှင်၊လေတကြီးစသဖြင့်ကုန်းထုတ်ဆွမ်းအားစုကိုပိုင်ဆိုင်ကြတဲ့တတိယတစ်ချက်လေးပဲရှိပါတယ်။အဲ့တဲ့တွေကပညာအရည်ချင်းရှိတယ်ဆိုရင်ဘရင်ရဲ့ ရှင်းမြောက်သူကောင်းပြုခံရပြီးတော့မင်းမူတန်းနေမှာအမြင့်ဆုံးရာထူးဖြစ်တဲ့ဝင်ကြီးအဆင့်တို့တော့မှာရောက်ရှိနိုင်ပါတယ်တဲ့အဲသူတို့တွေကမင်းတိုင်းတဆက်နှက်မှုထမ်းဆောင်ရတယ်ဒါမင်းနေသုံးဆောင်နဲ့သုံးဆောင်ပစ္စည်းဆက်နှက်မျိုးပေါ့နော်အဲအဲ့ဒီဆက်နှက်မျိုးကိုထမ်းဆောင်ရတာကလွဲပြီးတော့တခြားမင်းမူရေးရာထမ်းဆောင်ရတာမျိုးတော့กินလို့ခွင့်ရကြတယ် နိုင်ငံတော်မှာစီးရီးစရာတွေကြုံရလာမယ်ဆိုရင်စစ်စီးရီးငွေတွေကိုထည့်ဝင်ကြရတယ်။တာမန်ပြည်သူအသေးတွေကတော့အများစုကပါလေဆိုတော့စင်ရဲသားတွေဖြစ်ပါတယ်။စင်ရဲတဲ့တာမန်ပြည်သူတွေကလက်မှုပညာသေးတွေ၊အနုပညာသေးတွေ၊ဇီးသေးတွေ၊စိုက်ပျိုးရေးလုပ်ငန်းတွေသူတွေ၊တရိတ်ဆန်ထင်းချောင်းဝင်းမိတဲ့သူတွေစသဖြင့်အတက်မှုကြရတယ်။လူမှုစီးပွားရေးဘဝမှာနှုံချစင်ရဲတဲ့အတက်ကြောင့်သူတို့ကိုလူထုတ်ခါဆိုပြီးတော့တတ်မှတ်ခေါ်ကြသေးတယ်။ ဲ့လိုလူဒုက္ခအတန်းစားမှာကြုံနေထက်အဆင်မြင့်နေဆိုပြီးတော့တရားဥပဒေမှာသတ်မှတ်ဖို့ပြရတယ်။ဒါပေမဲ့လေစီးပွားရေးကောင်ကနှုံချတဲ့အတွက်ကြောင့်မို့လို့သူတို့ကိုသူတို့ငွေရှင်ကြီးရှင်ထံမှာပေါင်နှံရောင်းချပြီးတော့ကိုယ်တိုင်ကျုံပုံအောင်လုပ်သွားတယ်သူတို့လည်းရှိခဲ့ပါတယ်။အဲ့တော့ကုန်းမောင်ခေလူဖွဲ့စီမှာတာတနာရေးကြုံနဲ့လူမှုရေးကြုံဆိုပြီးတော့ရှိတယ်။ အဲသာသနာရေးကြုံရကြတော့ဘယင်ကလှူလို့ကြုံဖြစ်ရတဲ့သူတွေရှိတယ်။မိယိုးဖလာကြုံဖြစ်ရတဲ့သူတွေရှိတယ်။အဲအဲ့လို꽌ပြားပြီးတော့သူတို့ကိုဘာလို့လဲခေါ်သေးလဲဆိုတော့ကြုံသီးတော်လို့လည်းခေါ်ကြပါသေးတယ်။ဘယင်ကကြုံ၊ကြောင်းကြုံနဲ့ပိတကတ်ကြုံဆိုပြီးတော့ကြုံသီးတော်သုံးမျိုးရှိတယ်။သူတို့ရဲ့သက်ဆိုင်ရာကြောင်း၊ဖယား၊ပိတကတ်တွေတည်မြဲတူဝါရေးဆောင်ရှောက်ဖို့အတွက်တာဝန်ရှိသူတွေလည်းဖြစ်ပါတယ်။သာသနာ့ကနေရာတွေမှာလောက်ကန်စားတောင်းနေထိုင်ကြတယ်လူမှုရေးကြုံမှာကြတော့ ကျွေးတင်လို့ဂျုံဖြစ်ရတဲ့သူတွေစစ်ကြောင့်ဂျုံဖြစ်ရတဲ့သူတွေမိဘနှစ်ပါးကဂျုံဖြစ်လို့သားသမီးတွေဂျုံဖြစ်ရတဲ့သူတွေဆိုပြီးတော့အဲ့လိုလူမွေးကြုံမှာဖွဲ့ပြရတယ်ပေါ့နော်လူမွေးကြုံတွေကနိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းကြရတယ်ဒါပေမဲ့ဂျုံသီးတော်တွေကတော့စစ်မှုထမ်းခြင်းရနေကင်းလွတ်ခွင့်ရကြပါတယ် ကောင်းမောင်ခင်မှာပြန်လဲရွေးယူပြီးတော့လွတ်မြောက်လာတဲ့ကြုံအများပြရှိပေမဲ့လည်းမလွတ်မြောက်နိုင်သေးတဲ့ကြုံတွေလည်းရှိခဲ့ပါတယ်။စစ်တောင်းပန်းတွေမရရှိနိုင်တဲ့အခါနိုင်ငံတော်ရဲ့စီမံကိန်းတွေမှာအသုံးချဖို့အတွက်ကြုံတွေကိုဝယ်ယူကြတယ်။အဲ့ဒီကြုံတွေကိုငွေတော်ဝယ်ကြုံတွေဆိုပြီးတော့ခေါ်ကြတယ်။နောက်တချို့ကိုဘရင်လေယာဉ်မြေမှာချထားအလုပ်လုပ်စေတယ်။တချို့ကိုတနက်ကန်စစ်တွေအဖြစ်ဖွဲ့စည်းပေးထားတယ်။အဲ့မြမလူမှုဘဝမှာအနှိမ့်ကြဆုံးကတော့စန္ဒာလငါဆို။အဲ့တော့သူကလူမှုဘဝရဲ့အပယ်ခံတယ်။နော်ဘရင်တွေက ရာဇဝတ်မှုကျူးလွန်လို့တည်တံမရောက်စေလိုတဲ့သူတွေကိုစန္နာလ၅ဆုံးမှာဖြည့်ချခဲ့တာလည်းရှိပါတယ်။အဲလိုစန္နာလတွေကိုအများပြည်သူလူထုနဲ့ရောနှောမနေဖို့အတွက်လည်းတားမြစ်ထားပါတယ်။အတုံးတက်တမကတန်ငါရောမြောက်ဘူး။အဲတော့ရည်ရွယ်ချက်ကတော့ကုန်းမောင်ခေလူအဖွဲ့စည်းမှာသာသနာပြောင်းလဲတိုးတက်ရေးအတွက်ဆောင်ရွက်ပေးတဲ့သူတမအဖွဲ့အကြောင်းနဲ့ အဲ့ဒီအဖွဲ့ရဲ့ဥဆောင်သာသနာပိုင်ဆရာတော်အကြောင်းကိုသိရှိနာလဲစီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။အပန်းအားလုံးများဘုရားသာသနာတန်ရှင်းစီပင်ပြောင်းွားဖို့အတွက်ညွှန်ပြထားတဲ့သူတွေကတော့တန်ကားတော်တွေဖြစ်ပါတယ်။လောကုံမောင်ခေတန်ကားတော်တွေကိုဝီနီနဲ့အညီကျင့်ကြံနေထိုင်စေပြီးတော့စနစ်တကျအုပ်ချုပ်ဖို့နောက်သာသနာရေးကိစ္စတွေမှာဆောင်ရွက်ဖို့အတွက်သာသနာပိုင်ဥဆောင်တဲ့သာသနာရေးရာအုပ်ချုပ်ရေးအဖွဲ့တွေကိုဖွဲ့စည်းပေးခဲ့တယ်။အဲ့လိုသာသနာရေးရာအုပ်ချုပ်ရေးအဖွဲ့ကိုပါလို့ခေါ်လဲဆိုရင်သူဓမ္မလို့ခေါ်ပါတယ်။ တန်ခါအတိုင်းဝန်းတစ်ခုလုံးရဲ့အကြီးအကဲကိုသာသနာပိုင်လို့ခေါ်ဝေါ်သတ်မှတ်တယ်။ဘာသာသာသနာကိုပိုင်ဆိုင်ချုပ်ကန်သူလို့အဓိပ္ပာယ်ရပြီးတော့ဘယင်ကခန့်အပ်တောင်းဝန်ပေးတဲ့ယာထုနေရာတစ်ခုဖြစ်တယ်။သာသနာပိုင်ဆရာတော်ကနန်းတော်ကူပဲဖြစ်ဖြစ်သူ့ဓမ္မနဲ့အခြားခန္ဓာကိုကြွမြန်ရပဲဖြစ်ဖြစ်အဆောင်ရောင်တဲ့တကွာမင်းခမ်းမင်းနာနဲ့ကြွမြန်တော်မူပါတယ်။ဟိုဒီမှာဒီပုံလေးမှာဆိုရင်သာသနာပိုင်ဆရာတော်ကြွမြန်လာတယ်ပေါ့နော်။မင်းခမ်းမင်းနာနဲ့တကွာဒါကြွမြန်လာကြတာ အသာဓနာပိုင်းကမိမိတို့မှာရှိတဲ့အကြောင်းတိုက်တွေမှာတန်ဃာတော်တွေကိုအုပ်ချုပ်ဖို့အတွက်တင့်တော်တဲ့တိုက်အုပ်တိုက်ချုံတိုက်ကြက်နဲ့စာချဆရာတော်တွေကိုခံထားတယ်။အဝေးမြို့ကြီးရွာတွေကကြတော့ဂိုင်းချုံ၊ဂိုင်းအုပ်၊ဂိုင်းထောက်ဆရာတော်ကိုရွေးချယ်ခံထားပြီ။သာသနာပိုင်းကနိုင်ငံတွင်းမှာစုပ်ပူတဲ့အခိုးလူစုတပြားတွေကိုဟော်ပြောဆုံးမပေးပြီးတော့အုပ်ချုပ်ရေးနဲ့ရက်ရွာအေဂျင့်တာရစီဖို့အတွက်ကူညီဆောင်ရွက်ပေးတယ်။အဝေးမြို့ကြီးရွာအုပ်ချုပ်ရေးမှာဆိုရင်သာသနာရေးရာကိစ္စတွေဆောင်ရွက်ဖို့အတွက်ဂိုင်းချုံ ခိုင်အုပ်ခိုင်တောက်တွေခံထားပြီးတော့မြို့ဝန်စစ်ကဲရှိရာမြို့တွေမှာဆိုရင် ခိုင်အုပ်ခံထားပြီးတော့မြို့တကြီးရှိရာမြို့မှာဆိုရင်ခိုင်ထောက်ခံထားပါတယ်။ဘယင်းထံကိုမေတ္တာစာဆက်သွင်းရေးသားခွင့်ရှိတဲ့ခိုင်အုပ်ခိုင်ထောက်တွေအားဆိုရင် အကောက်ခွန်ရုပ်ပေါ်ကောက်ခံဖို့အခွန်လင်းငင်းခွင့်ရဖို့အတွက်မေတ္တာစာဆက်သွင်းပြီးတော့ကုညီဖြည့်ရှင်စောင့်ရွက်ခဲ့တယ်။အုပ်ချုပ်သူဘယင်းကနေစပြီးတော့အရာရှိကြီးငယ်တွေကလည်းဆရာတော်တန်ဃာတော်တွေကိုမေတ္တာစာဆက်သွင်းတဲ့အတိုင်းအလေးနက်ထားပြီးတော့ လိုက်နာဆောင်ရွက်ကြတယ်။အဲတန်ဃာတော်တွေကကုန်းမောက်ခေပညာရေးကိုဥဆောင်တင် जा ပေးတဲ့သူတွေလည်းဖြစ်တယ်။အဲကြောင့်ဘုရင်တွေကတန်ဃာတော်တွေကိုပိဋကတ်သုံးပုံနဲ့တကွအနေဆုံးနေဖျားဒေတာတွေကိုကြွားရောက်ပြီးတော့သာသနာပြုစီပါတယ်။အဲလိုသာသနာပြုတန်ဃာတော်တွေကြောင့်ပဲအရရဲ့အနေနဲ့မှရှိတဲ့ဘုန်းတော်ကြီးကြောင့်တွေ့ရလာတဲ့ကုန်းမောက်ခေပညာရေးကိုအဓိကပြောထောင်ရနေရာတွေလည်းဖြစ်လာခဲ့ပါတယ်။ကုန်းမောင်ခေဦးမှာဆိုရင်တန်ခါခိုင်းအမျိုးမျိုးကဦးစီးတဲ့ကြောင်အမျိုးမျိုးရှိတယ်။အဲ့ဒီကြောင်တွေကပါလဲဆိုရင် တော်ကြာအရညာဝါဒီ ယူဟာအကြောင်းလို့ခေါ်တယ်ဂါမဝါဒီနဲ့ပွဲကြောင်းဆိုပြီးတော့ရှိပါတယ်တဲ့တောကြောင်းကကြတော့ပရိယတိစာပေတင်ကြပေးတာထက်ဝိပဿနာရှုမှတ်နည်းကိုပုံမတင်ကြပေးတဲ့အကြောင်းဖြစ်ပါတယ်အကတောကြောင်းပေါ့နော်ဒါလေးကကြတော့ကုန်းမောင်ခင်မှာကုန်းမောင်ခင်ဖုန်ကြီးကြောင်းနဲ့ဖုန်ကြီးရောစာတင်နေရလေးပေါ့နော်ဂါမဝါဒီကြောင်းအဲ့ဃာမဝတိကျောင်းနေရာကြတော့ပညာသင်ကြားရေးကိုအဓိကထားပြီးတော့ပွဲကျောင်းနေရာကြတော့လောကီပညာကြီးပွားဖို့အတွက်အထောက်ပံ့ရတဲ့ကျောင်းဖြစ်ပါတယ် တော့ပွဲကြောင်းနေမှာအခြေခံဖြစ်တဲ့ပါတီစာပေနဲ့လောကီအတက်ပညာတွေဖြစ်တဲ့ဈေးပညာ၊နက္ခတ်ပေတင်ပညာ၊တိုင်းပညာ၊လဝိပညာဒါတွေကိုသင်ကြားပေးတယ်။တော့ပွဲကြောင်းပညာရေးမှာပါဝင်တဲ့မြန်မာတိုင်းရင်းဈေးပညာထွန်ကားမှုအတွက်မဒုံမင်းကကျန်းစုဆောင်မှုအတွက်အဖွဲ့တွေကိုအိန္ဒိယကိုအကြံကြီးဆေးလွှတ်စေခဲ့တယ်။တိရိလင်ကဈေးကျန်းတွေကိုမြန်မာနိုင်ငံကိုရောက်ရှိလာစေခဲ့တယ်။ဈေးကျန်းဘာသာပြန်လုပ်ငန်းတွေကိုမောင်းထောင်စေရတော့ကိုဆောင်ရွက်စေပြီးတော့ဈေးကျန်း15ကျန်းပြန်စုပြီးစီးစီးခဲ့ပါတယ်။ ရကုံးမောင်ခင်နောက်မှာဆိုရင်တန်ဃာတော်တွေအတွင်းမှာရွှေကျင်ခိုင်းနဲ့သူတမခိုင်းဆိုပြီးတော့ခိုင်းနှမျိုးခွဲခြားပေါ်ပေါက်လာပါတယ်။ကုံးမောင်ခင်မှာတန်ဃာတော်တွေကိုဘရင်နဲ့တကွပြည်သူတွေကကိုးစားယုံကြည်တယ်လို့ပဲတန်ဃာတော်တွေကလည်းဘရင်နဲ့ပြည်သူအပေါ်မှာဩစာချီမှာကြတယ်။အဲ့တော့ဩစာရှိတဲ့တန်ဃာတော်တွေကပြည်ရေးရွာမှုကိစ္စအဝဝမှာကုညီဆောင်ရွက်ပေးကြတယ်။အတိဘောမေလက်ထက်မှာတန်ဃာတော်တွေဝိနည်းနဲ့အညီနေထိုင်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဓမ္မဝိနည်းအမိန့်တော်ပြန်နှံကိုထုတ်ပြန်ခဲ့ပါတယ်။ဒါအရော 3.3အထိ3.5အထိဒါလေးချိန်ငန်းလေးပေါ့နော်အဲ့တော့မားမှန်ငါးဖို့ရှိတယ်မားမှန်ငါးဖို့ဖြည့်ပေးပါဒါလေးကကွက်လက်ပေါ့နော်အဲ့ကွက်လက်လေးတွေကငါးဖို့ရှိမယ်နံပါတ်3ကမဆုတူပေါ့မဆုတူ3ဖို့ရှိမယ်အောက်ကမဆုရှိ2ဖို့ရှိမယ်နော်အဲ့တော့မဆုရှိလေးလည်းဖြည့်ပေးရမယ်အဲ့တော့ဆင်မတင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်